ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လိုင်းညချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းကြောင်းရာတွေကတော့လောင်လုံးမြို့နယ်ကြန့်ခိုင်ရေးပါတီယုံမိုင်းခွဲဖြစ်စည်းခံလိုက်ရပါတယ်စစ်ရုံးကောင်စီတပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအတွင်းမှာစေကူတခွင့်ညင်းပယ်ခံရတဲ့မိခင်တော်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်ပါကိုစိုးရိမ်မိတယ်လို့တားဖြစ်သူကင်မရစ်ကထုတ်ဖော်ပြောဆိုလာပါတယ် စကိုင်းတိုင်းကလေးနယ်တောင်ပိုင်းကအကြမ်းဖက်စစ်ရှုံးကောင်စီတပ်တွေရဲ့အခြေအနေကိုလည်းနားသင်ရဖို့ရှိနေပါတယ်။ရွှေဘုံမြို့နယ်တောင်ချန်းကနှောပင်ရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေကြပါတယ်။ကက်မလူရွှေဘုံမြကြီးနားလမ်းပိုင်းမှာခီးသွွားလူငယ်73ဦးကိုအကြမ်းဖက်စစ်ရှုံးကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ခင်ဗျာ။အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့အကြမ်းဖက်လူရက်တွေအတွက်လက်တုံပြန်မယ်လို့အေးအေးပြောခွင့်ရသူဥခိုင်တုခါကပြောပါတယ်ဒီသတင်းနေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကို နားဆင်ရမှာပါပထမဆုံးသတင်းတပုတ်အနေနဲ့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်ကကြမ်းဖုတ်ပါတီရုံးကိုမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ Street Butterfly Folk ကဒီကနေ့မှထုတ်ပြန်လာပါတယ်ခင်ဗျာဒီနေ့9နိုင်ခွဲမှာစစ်ရှုံးကောင်စီတပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုလက်မခံတာကြောင့်စန့်ကျင်တဲ့အနေနဲ့ပါတီရုံးကိုဖောက်ခွဲဖျက်ဆီးခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ထုတ်ပြန်ထားတဲ့ရုပ်ပုံနဲ့ကြံ့ခံရေးရုံးအမိုးတွေပွင့်ထွက်သွားပြီးမီးလောင်ပျက်စီးနေတာကိုတွေ့မြင်ရသလိုကြံ့ခံရေးဆိုင်ဘုတ်လည်းပျက်စီးက လမ်းမပေါ်မှာလွင့်စင်နေတာကိုမြင်ရပါတယ်။အကြမ်းမဲ့ဆီချုံကောင်စီတဲ့ရဲ့တူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်ဆောင်ရွက်တာမပြုကြဘူး။စီယုံနိုးစော်ပေးတာကိုတိုင်ပူးပေါင်းပါဝင်တာပြည်သူတွေကိုအတင်းကျပ်ဖိအားပေးပြီးတော့ပါဝင်စေတာတွေမပြုလုပ်ကြဘူး။တမရီလက်ပြတက်ဖွဲ့အနေနဲ့သတိပေးထားပါရခင်ဗျာ။ဒေသခံတူပြောပြတာကတော့ဒီဖောက်ခွဲဖြက်စီခံရပြီးတဲ့နောက်မှာကြံ့ခိုင်ပါတီဝင်နဲ့ပတ်သက်တဲ့သူတွေပြားရခတ်နေတာပေါ့ဗျာ။အပေါ်ကအထောင်းခံရတော့မှာဆိုတော့ဆိုပြီးမှတ်ချက်ပြုပြောဆိုထားပါတယ်။ ပြည်သူ့ဆန္ဒမပါတဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံတဲ့အတွက်နေရာဒေသမရွေးစန့်ကျင်သွားမယ်လို့လောင်းလုံးတမတိလိပ်ပြအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းဒီပုံတင်တဲ့ချမ်ပါဆက်ရှင်ကောင်စီတက်ရဲ့မတရားဖမ်းဆီးချုံနောက်မှုအတွင်စေကူတာကွင်းညင်းပယ်ခံနေရတဲ့မိခင်တော်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်ပါကိုစိုးရိမ်မိကြောင်းဒါဖြစ်သူ Cameras ကအမေရိကန်ချင်းဆိုင်တိုင်းမဂဇင်းစောင်းမားမှာရေးသားဖော်ပြထားပါတယ် မြန်မာနိုင်ငံကအချင်းအောင်နေမှာနာမည်ဆိုးနဲ့ကြော်ကြားပြီးနိုင်ငံရေးကျင်းသားနှစ်ဦးလစဉ်သေဆုံးနေတယ်လို့လူခွင့်ရေးဖွဲ့တွေကပြောဆိုထားကြောင်းမေတော်ဆန်းစုကြည်အနေနဲ့စေကူတာခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူခွင့်ရေးတွေဆုံးရှုံးနေကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒါကြောင့်မလို့မေတော်ဆန်းစုကြည်အနေနဲ့အသက်ရှိရှိမနေနိုင်တော့မှာကိုဆိုရင်ကြောင်းမေတော်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ဖို့လိုအပ်နေပြီးလိုအပ်နေတဲ့စောင့်ရှောက်မှုတွေကိုလည်းရရှိနိုင်ကမကြခင်မှာပြန်လည်ဆုံတွေ့နိုင်မယ်လို့မျှော်လင့်ကြောင်း ကင်မရစ်ကပြောဆိုပါတယ်မိခင်ပြည်သူကိုပြန်လဲလွတ်ပေးရေးတောင်းဆိုချက်မှာကိုရေးကိုတာကိစ္စသာမကကိုကျင့်တရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်းအမှန်တရားတာဝန်ခံမှုနဲ့လွတ်လပ်စွာပြောဆိုခွင့်မရှိတဲ့မြန်မာလူမျိုးတန်း90ကျော်ရဲ့ဘဝတွေနဲ့လည်းပတ်သက်နေကြောင်းအခုဒိုဝင်ဘာလာရှိရင်းနေမှာမေတော်ဆန်းစုကြည်အနံ့ရရှိခဲ့တဲ့ရွေးကောက်ပွဲဆက်စုနှစ်တစ်ခုပြင်းပြောက်တဲ့နေလည်းဖြစ်ကြောင်းစစ်တပ်ကအခုခါတူပြောင်ရွေးကောက်ပွဲကျင်းပဖို့ပြင်နေပြီးကဘာကြီးအနေနဲ့နှုတ်ဆက်မနေတဲ့အကြောင်းသူကပြောဆိုထားပါတယ်။ စချုံကောင်စီတပ်အနေနဲ့ရွေးကောက်ပွဲမကျင်းပမီ မိခင်တော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအားလုံးကိုပြန်လည်လှုပ်ပေးရမှာဖြစ်ကြောင်းကင်မရာစ်ကထပ်ပြီးတော့ပြောပါတယ်အသက်80ပြည့်နေပြီဖြစ်တဲ့အမေတော်ဆန်းစုကြည်အနေနဲ့နှလုံးတဖုံးနဲ့အယိုးယောဂါတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာယောဂဝေဒနာတွေခံစားနေရကြောင်းအရင်တုန်းကအချုံအောင်ကြခံခဲ့ရတဲ့အခြေအနေနဲ့မတူကြောင်းရခင်ကနေအကျေကျုပ်ကာလကနေအိမ်မှာနေထိုင်ရပြီးမိသားစုနဲ့ဆက်သွယ်ခွင့်ရရှိကြောင်းအခုခါဘယ်နေရာမှာမှမသိတဲ့နေရာမှာချုံနောင်ထားကြောင်း အရင်ကတော့ခရစ်စမတ်ကိုပင်ဖခင် အကူမိခင်တို့နဲ့အတူတကွရှိနေခွင့်ရရှိခဲ့ကြောင်းကင်မရစ်ကပြောဆိုခဲ့ပါတယ်ခင်ဗျာစကိုင်းတိုင်းကသတင်းနဲ့ဆက်ချွန်ပါတယ်စကိုင်းတိုင်းကမ်ဘလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာနိုဝင်ဘာလပထမပတ်ထဲခီးသွွားလူငယ်73ယောက်ပေါ်တာဆွဲဖမ်းဆီးခံရပြီးတက္ကရာ6006တိုင်ရင်စီကိုအတင်းကျပ်ပို့ဆောင်ခံရတယ်လို့ကမ်ဘလူခရင်တိုင်ရင်လေးကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာ3ရက်ကစကိုင်းတိုင်းစလင်းကြီးမြို့နယ်ကနေချင်းမြင့်နယ်မြကြီးနားကိုသွားတဲ့ ခီးတဲ့တင်ကားနှစီပေါ်ကနေခီးသွားလူငယ်73ယောက်ကိုရွှေဘုံမြေကြီးနားဘျူဟာလမ်းပိုင်းဇီကုံမလဲလန်းစုံမှာအထိုင်ချထားတဲ့စေအုပ်စုကအတင်းအဓမ္မပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့တာလို့သိရပါတယ်။စေအုပ်စုတွေဟာကောက်ပေါ်ပါတဲ့ခီးတဲ့တွေစီကနေအတင်းအဓမ္မငွေကြေးတောင်းဝန်တာမကအလုတ်သွားရောက်လုကင်မဲ့လူငယ်တွေကိုလည်းအတင်းအဓမ္မဖမ်းဆီးခဲ့တာဖြစ်ပြီးနောက်တနေ့နေ့လယ်ပိုင်းမှာပဲကမ်ဘလူးခြေဆိုင်တင်ကားတက်ရင်တကရ6006စီကို6ပြီးကတစည်းနဲ့ပို့ဆောင်လိုက်တယ်လို့ကမ်ဘလူးခန်တရင်လေးကပြောပါတယ်ခင်ဗျာ။ ကမ်လူမျိုးနယ်တွင်းကရွှေဘုံမြကြီးနားဗျူဟာလမ်းပိုင်းမှာအကြမ်းဖက်စစ်ရှုံးကောက်စီတက်တဲ့ပြူစောတိတပ်သားတွေကလမ်းပိုင်းဆွမှုနိုင်ဖို့ဂိတ်ချရင်ခီးသွေးပြည်သူတွေစီကနေဖမ်းဆီးငွေညစ်တာအမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာတွေအပြင်လူငယ်တွေကိုလည်းပေါ်တာဆွဲဖမ်းဆီးတာတွေကိုဆိုးဆိုးရွားရွားလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်းလာကမ်လူခရိုင်တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ပြောပြချက်အရပြီးခဲ့တဲ့အော်တိုဘာလတလတဲမှာပဲကမ်လူမျိုးနယ်တွင်းကကျေးရွာတွေနဲ့ရွှေဘုံမြကြီးနားဗျူဟာလမ်းတကြောမှာရတား80နီးပါးဆွေးဥစုရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီး အမျိုးသမီးနှစ်ယောက်အရမပြုကျင့်တက်ပြတ်ခံရသလိုနှစ်ယောက်ပျောက်ဆုံးနေတယ်လို့လည်းသိရပါတယ်ခင်ဗျာရွှေဘုံမြကြီးနားဘူဟာလန်ကျော်ကဇပင်နတာစိုးစုအထိုင်စခန်းဟာဒေသရင်းမှာစိုးစိုးဝဝပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီးဖမ်းဆီးခံရသူအယောက်30ထက်မနည်းရှိကြောင်းကျွန်းလကမ်လူခရန်တက်ကြွလှူရှားသူအဖွဲ့ကပြောပြပါတယ်အော်တိုဘလာ16ရက်နေ့ကလည်းကောလင်းမြို့နယ်ကနေဒဇယ်မြို့စီကို ကထိန်ခင်းမို့သွားတဲ့ရတားလင်မယားနှစ်ယောက်ကိုလည်းအဲ့ဒီစပယ်နှစ်သားဂိတ်စခန်းကပဲဖမ်းဆီးခဲ့ပြီးတမိုးကြီးပစ္စည်းတွေလူယူကမြို့သမီးဖြစ်သူကိုမရင်းကျင့်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။မြို့သားဖြစ်သူကတော့ရိုင်းနှက်နှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာတွေနဲ့အသက်လူထွက်ပြေးလွတ်မြောက်ကြောင်းသတင်းမြစ်တွေကပြောပါတယ်။ဒါပြင်အဲ့ဒီစပယ်နှစ်သားဂိတ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့ရတားလူငယ်၁၀ယောက်ကိုအော်တိုဘာလ၂၄ရက်နေ့မှာကမ်လူမြို့စီအန်စာရုံးကနဲ့ပို့ဆောင်ချိန်မှာလူငယ်တွေကကန်းသမားကိုချုပ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်ခင်ဗျာ။ 2020ရွေးကောက်ပွဲ9နှစ်ပြည့်တဲ့ဒီကနေ့မှာ CIA Base ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါဗျ။ဒါကတော့ Champions League ဘုတ်ချုပ်တွေအခုလုံးမဲ့ရွေးကောက်ပွဲကအာနာဆက်ပြီးတော့စုပ်ကင်ဖို့ကြိုတင်ကြစီထားတဲ့တရားမဝင်ရွေးကောက်ပွဲအတုအယောင်ဖြစ်တယ်လို့ထပ်ပြီးတော့ကြေညာလိုက်တာပါ။အဲဒီတော့2020ရွေးကောက်ပွဲကိုပြန်ကြည့်အောင်ပါ။ပါတီ60တခုကိုယ်စားလှယ်လောင်း9639ဦးဝင်ပြိုင်ခဲ့ပါတယ်။မက်ဆန်နာနဲ့စုစုပေါင်း1180တနေတဲ့က1118နေမှာကျင်းပခဲ့တာဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့87ရာခိုင်နှုန်းကျော်ဆန္ဒမဲထက်ခဲ့ပြီးတော့ခိုင်နှုန်းမဲ96ရာခိုင်နှုန်းကျော်ရခဲ့ပါတယ်။ပြည်တွင်းပြည်ပလေးလာသူတွေကယုံကြည်စိတ်ချပြီးတော့ပြည်သူဆန္ဒကိုထင်ဟက်တယ်လို့အတိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။ဒါပေမဲ့ကျမ်းပတ်စစ်တက်ဟာတရားဝင်ဆိုရကိုဥပဒေမဲ့လူယူခဲ့ပါတယ်။သမရဦးဝင်းမြင့်နိုင်ငံတော်တမကန်ပုဂ္ဂိုလ်မေတောင်ဆန်းစုကြည်ပါဝင်ခေါင်းဆောင်နေလွတ်တော်ကိုယ်စားလှယ်တွေပြည်သူတွေကိုအပြစ်မဲ့ဖမ်းဆီးပြီးတော့ထောင်ချခဲ့ပါတယ်။အယက်သားတွေကိုလေကြောင်းတိုက်ခိုက်အစုလိုက်ပြုံလိုက်တက်ဖြတ် အာရမစစ်မှုထမ်းခိုင်းတာတွေဆက်ပြီးတော့လှုပ်ဆောင်နေပါတယ်စစ်တပ်လုံရက်တွေကြောင်းဒီ9နှစ်ဝန်းကျင်မှာရလက်တွေကကြီးကြီးမားမားဖြစ်ခဲ့ပါတယ်ဒါကတော့ပြည်သူ3.6တန်းကျော်ဟာနေရစွန့်ခွာပြီးတော့ထွက်ပြေးနေရပါတယ်တန်းပေါင်းများစွာနိုင်ငံသားမှဒုက္ခသည်ဖြစ်နေခလုံးနေရပါတယ်စီးပွားရေးတိတိတတ်တာကြာဆင်းပြီးအလောက်ကိုင်းရှားပါတာတရားဥပဒေမရှိအွန်လိုင်းလိမ်လည်မှုလူမောင်ခိုးကူးမှုမွေးရေးစေဝါကိစ္စအဆက်မတန်ကြီးထွားလာမှုတွေဖြစ်ပေါ်နေတာပါ ဒါကမြမတင်ငင်ရဲတင်သမကပဲနဲ့ဒေတာရင်းနိုင်ငံတကာလုံခြုံရေးကိုပါချင်းချောက်နေတယ်လို့ဆီယာပေ့ချ်ကပြောဆိုထားပါတယ်။အခုတော့စစ်ချုပ်ကောင်စီတပ်ကတွေ့ရောင်ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့စီစဉ်နေကြပါတယ်။ဒါကငြိမ်းချမ်းရေးဥတီတာမဟုတ်ဘူးပြည်သူစံနာကိုလည်းထင်ရမှာမဟုတ်ပါဘူး။စစ်ဘုတ်ချုပ်တွေအာဏာဆက်ပြီးတော့စုကင်ဖို့ကြိုတင်ကြစီထားတဲ့တရားမဝင်အတုအယောင်ပဲဖြစ်တယ်လို့ဆီယာပေ့ချ်ကထောက်ပြပါတယ်။လက်ရှိစစ်ချုပ်ကောင်စီတပ်ကအဓိကတိုက်ခိုက်ရေးအင်အားတွေဆုံးရှုံးနေပြီးတော့နည်းမြေ၃ပုံ၃ပုံပဲ ထိန်းချုပ် ထားနိုင်ပါတယ်။စစ်ရာဇဝမှုဥပဒေမဲ့လောရက်တွေကျူးလွန်နေတဲ့ကျန်းဖက်အုပ်စုကပြည်သူတွေကိုဖိနှိပ်အာဏာပြုလုပ်နေတဲ့ရွေးကောက်ပွဲဆိုတော့ပွင်လင်းလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မှာမဟုတ်ပါဘူး။အဓိကနိုင်ငံရေးအင်အားစုတွေကိုဖိနှိပ်ဖယ်ကျင်ထားပါတယ်။တရင်ရယူခွင့်ပိတ်ပင်ထားပါတယ်။ထုတ်ဖော်ပြောဆိုခွင့်ကအန္တရာယ်ရှိနေတာလည်းဖြစ်ပါတယ်။ယုံကြည်ရတဲ့အစိုးရခန်းစားတွေအရရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အနုပညာရှင်တွေအပါအဝင်အယက်သားအနည်းဆုံး69ဦးကိုဖမ်းဆီးထားကြပါတယ်။ ဒီအတွရောက်ရွေးကောက်ပွဲကဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပဲဖြစ်ပါတယ်ခင်ဗျာပြိပခပြိပခကိုပို့ပြီးတော့စိုးစေပါမယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကပို့ပြီးတော့ဝေးသွားမှာဖြစ်ပါတယ်ဒါကြောင့်အိနီချင်းနိုင်ငံတွေအာဆီယံကုလသမဂ္ဂနိုင်ငံတကာအတိုင်းဝိုင်းကရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ပေးဖို့ဆရာဘေ့ချ်ကတိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရကတော့သခိုင်းတိုင်းကလေးနယ်တောင်ပိုင်းကအကြမ်းဖက်ဆစ်ရှုံးကောင်စီတက်တဲ့ရဲ့အခြေအနေကိုဆီယမ်မဒေါ်ယဒီအုံးကအခုလိုမျိုး ပြောပြလာပါတယ်။ဆရာမဒေါ်ယူဒီအောင်ကတော့စကိုင်းတိုင်းကလေးမျိုးအစိုးရနေပညာထပ်တန်းကျောင်းကကတိကဌာနမူ CDN တူဖြစ်ပြီးလက်ရှိစကိုင်းတိုင်းထဲကပြည်သူတွေနဲ့အတူတော်လှန်ရေးတာဝန်တွေကိုထမ်းရွက်နေသူတူလည်းဖြစ်ပါတယ်။သူပြောပြထားတဲ့ရုပ်သံဖိုင်ကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ။သူတို့ကိုတခုခုဓာတ်ရူစေဝါအသုံးပြုပြီးတော့မှထိန်းចောင်းထားတဲ့ပုံစံရှိ။ဘာဖြစ်လို့လဲဆိုတော့လူဆိုတာကြောက်ရတယ်လေ။တော်ကြီးကန်းလို့လည်းကြောက်တာပါပဲ။ ကြောက်ကြောက်နေတာအမေတော်ဆန်းသူကြီးပြောတယ်လုတ်တယ်လုတ်ထိုက်တာလုတ်နေတာလေအခုတို့ရအဲ့လိုမဟုတ်ဘူးမှန်သွားတယ်မသေးဘူးနော်ဆက်ပြီးတော့ထားလျှောက်ကြတာကိုဘေးကလူကမှန်သွားတယ်ဆိုရင်လည်းဆွဲတာတွေဘာတွေမလုတ်ဘူးတေးတယ်ဆိုရင်တော့မှစောင့်ကြည့်တယ်ပြီးတော့ဒီတိုင်းပြန်လျှောက်သွားတယ်အဲ့တော့သူတို့မွေးစေးတမျိုးမျိုးသို့မဟုတ်တားမြစေဝါတစ်ခုခုတုံးပြီးတော့မှထိန်းချုပ်နေတယ်ဒါကြောင့်မလို့မြို့ပေါ်မှာရှိနေကြတဲ့သူတွေ စစ်ကောင်စီရဲ့စစ်မှုထမ်းပေါ်တာဆွဲခြင်းကလော့အောင်ရှောင်ပေးပါအဲကျမတို့ဖက်မှာအခက်ခဲမျိုးစုံကြုံတွေ့ရတယ်အဲ့ဒါလိုတက်လာတာတွေဟာအခုရဲ့ပြည်သူတွေများ ဖြစ်နေဆိုတဲ့စိတ်တွေနဲ့ကျမတို့မှာဒွိဟတန်တရားတွေများတယ်ပြစ်ချလိုက်တဲ့အခါမှာလည်းอืมစိတ်ထဲမှာခံစားချက်တွေရှိပါတယ်ဒါကြောင့်မလို့မြို့ပေါ်မှာနေတဲ့သူတွေအနေနဲ့အဲ့ဒီစစ်မှုထမ်းဥပဒေကရှောင်တိန်နိုင်တယ်များလောက်အောင်ရှောင်တိန်မှာ ဒါမှမဟုတ်လို့ရှင်ရင်ဒီလွတ်တဲ့နေရာမှာလာပြီးတော့လုတ်ကန်ဆတောက်ချင်တယ်ဆိုရင်လေလုတ်ကန်ဆတောက်ပါလို့ဖိတ်ခေါ်ချင်ပါတယ်เนาะအရာကကလေးနေတောင်ပိုင်းမှာအခုလောလောဆယ်ရက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့တစစ်ကောင်စီတပ်သားတွေရဲ့အခြေအနေကိုပြောပြပြပေးတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တစတဲ့မှာပဲစကိုင်းတိုင်းရွှေဘုံမြို့နယ်နော်ပင်ရွာကိုဆစ်ရှုံးကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးတော့မိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ ဒီကနေ့နိုဝင်ဘာ10ရက်နေ့မနက်6:00နာရီချိန်လောက်မှာဝက်လက်မြို့နယ်စိုင်းနိုင်လင်းရွာကနေခွဲထွက်လာတဲ့စစ်ကြောင်းဟာနှောပင်ရွာကိုစီးနှင်းဝင်ရောက်ပြီးမိရှုဖျက်ဆီးလိုက်တာလို့သိရပါဗျ။ PDF ရွာတွေဆိုပြီးတော့မိရှုတာပြည်သူတွေကပြေးနေတော့အထိခိုက်တော့မရှိဘူးလို့လက်တလောသိရတယ်ဆိုပြီးဒေသခံတို့ကပြောပြပါဗျ။စစ်ရုံးကောင်စီတပ်ကနှောပင်ရွာကိုနေရာ၃ခုခွဲပြီးတော့မိရှုဖျက်ဆီးခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ဒေသခံတွေကပြောပြပါဗျ။အဲ့ဒီစစ်ကြောင်းဟာအင်အားခွဲပြီးတနက်ချောင်ရွာကိုလည်းဝင်ရောက်မှွေနှောက်ခဲ့တယ်လို့သိရပါဗျ။ နေ့လယ်ပိုင်းမှာစစ်ကြောင်းဟာမူပေါင်အတိုင်းတက်ပြန်ပြီးတော့ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်ခင်ဗျာအဲဒီစစ်ကြောင်းဟာနိုဝင်ဘာလအတွင်းမှာပဲဝက်လက်မြို့နယ်အနောက်ချမ်းကမူကြီးခေါ်တာတမာကုန်းတရဲဦးထုံးပိုရွာတော်ကုန်းရွာတွေနဲ့ရွှေဘုံမြို့နယ်ကဘုံဘွဲရွာကနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ပါသေးတယ်ခင်ဗျာရခိုင်ပြည်နယ်တွင်အရသာပြည်သူတွေပေါ်ကျူးလွန်တဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့အကြမ်းဖက်လုပ်ရည်တွေအတွက် တရားမျှတမှုရရှိရေးလက်တုံပြန်သွားမယ်လို့အရခတက်တော်အေအေပြောဆိုခွင့်ရှိသူဥခိုင်ဒုက္ခကပြောဆိုလာပါတယ်ခင်ဗျာပြည်သူတွေပေါ်မှာကျူးလွန်တဲ့ဆရာဆွေးမှုတွေအတွက်သူတို့အကြမ်းဖက်စစ်ကောင်စီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ ULA အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်လို့တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာပါခင်ဗျာ အကြမ်းဖက်စစ်ကောင်မရှင်ဟာစစ်မြေပြင်မှာသူတို့ဘက်ကထိခိုက်ကြဆုံးများလာရင်စစ်မြေပြင်ကအညို့တိတွေနဲ့အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဥတီပြီးတော့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်တာတွေတောက်လျှောက်လွတ်ဆောင်နေတယ်လို့ဥခိုင်တုခါကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲလောက်မှာပုဏ္ဏကျုံမြို့နယ်အတွင်းအောင်ပြုပြင်ကျေးရွာနဲ့ရိုတရုတ်ကျေးရွာကိုအကြမ်းဖက်စစ်ရှုံးကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရဲသား9ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရသွားခဲ့ပါတယ်။အလားတူပဲ ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်7:00နာရီကလည်းစစ်တွေခြေဆိုင်အကြံဖတ်စစ်ရှုံးကောင်စီတပ်ရဲ့344တရင်က120မမလက်နေကြီးကြီးနဲ့လှမ်းပစ်လို့ဘုနေကျုံမြို့နယ်ကွမ်းတော်ပြာကိုကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဦးတန်းမောင်55နှစ်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ခင်ဗျာ PDF insight ကနေဖော်ပြလာတဲ့အမြင့်ကိုပြန်တက်ကြမလားဆိုတဲ့စာစုလေးကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီအပိုင်းသတင်းတွေမှာ TNL တက်တွေမိုးကုန်းနဲ့မိုးမိတ်နယ်တွေကစုတ်ခွာပြိမဲ့သတင်းနဲ့ နိုင်ငံတကာမှာတော့ Trump နဲ့ Xi တောင်ကိုရီးယားမှာတွေ့ဆုံပွဲရလက်ကောင်းတွေရရှိခဲ့တဲ့ဆိုတဲ့သတင်းတွေပါပဲ။ဒါတွေကထူးခြားတဲ့သတင်းတွေဖြစ်တာနဲ့အညီထုံးစံတိုင်းဝေဖန်တဲ့နေထွက်ပေါ်လာတာဖြစ်ပါတယ်။အတွင်းသဘောအရကြည့်ရင်သတင်းတွေဟာထူးခြားပေမဲ့ထူးဆန်းနေတာမဟုတ်ပဲမျောလင့်ထားလို့ရတာတွေပဲဆိုတာတွေ့ကြရမှာပါ။တခြားပြန်ကြည့်ရင် TNL ဟာတရုတ်ကမကထပြုတ်တဲ့ဆွေးနွေးပွဲတွေ၉ချိန်လောက်အထိသူတို့လိုချင်တဲ့အနေထားရောက်အောင်တောင်းခံဆွေးနွေးပြီးမှ ဒီအဆင့်ကိုလက်ခံခဲ့တာတွေ့ရပါတယ်အခြေအနေတွေကိုတရားနားလည်အောင်မကြိုးစားကြဘဲထင်ရမြင်ရဝေဖန်တာတွေများလာလို့အခုတော့သူတို့တင်တယ်လေးခေါင်းဆောင်တာဖုံးချုပ်ကိုယ်တိုင်ထွက်ရှင်းရတဲ့ဘဝရောက်လာတာဖြစ်ပါတယ်ဒေါ်လာရင်းတစ်ခုရဲ့ခြေလန်းတွေရွေချက်တွေကိုထုတ်ပြောရတယ်ဆိုတာကောင်းတဲ့အခြေအနေမဟုတ်ပါဘူးအခုဘယ်ကိစ္စမဆိုလိုင်းမော်ကလူတွေအကြိုက်လိုက်လို့ရတော့မယ်သဘောကြီးသူတို့ကိုအားလုံးအစင်ခံအားလုံးရှင်းပြမှကျင့်နေကြမယ်ဆိုတဲ့သဘောဖြစ်လာနေကြတာပါပဲ မိတဲ့သူတွေကမေးကြတော့ဝေဖန်လေကံသူတွေကလည်းအမြင်ပေါင်းစုံပြောကြတာပေါ့တကယ်တော့မြေပြင်ခြေနေကိုဘယ်သူမှအသေးစိတ်သိကြတာမဟုတ်ပါဘူးအသေးစိတ်သိသူတွေထဲမှာတော့အောက်ခြေအဆင့်နဲ့ခေါင်းဆောင်အဆင့်ကကင်တွယ်သုံးသက်ပုံမတူနိုင်ပါဘူးအပေါ်အဆင့်ကတခုလုံးအခြေအနေနဲ့စစ်ရေးနိုင်ငံရေးမဟာဗျူဟာအမြင်ရသုံးသက်ပြီးရှေ့လုံငန်းစဉ်ကိုချမှတ်ရတာဖြစ်ပါတယ်လေလာဘူးသလောက်တွေ့ကြုံဘူးသလောက်အဖွဲ့အစည်းတွေဘယ်လိုဆုံးဖြတ်လုပ်ကင်ကြသလဲဆိုတာမှာ ူညီတဲ့ပုံစံတွေရှိပါတယ်ဒါကတော့အရေးကြီးတဲ့ကိစ္စမှန်သမျှထိဆုံးကလူနည်းစုလေးကသာဆုံးဖြတ်ရတာလျှို့ဝှက်ထိမ့်သိမ့်ရတာဖြစ်တယ်ဗဟိုကော်မတီဆိုတဲ့အဆင့်တော်အကုန်မသိပါဘူးတရုတ်မှာထိဆုံး9ယောက်ကပဲအဓိကအရေးကြီးကိစ္စတွေကိုကင်တွေ့တာပါ US မှာကလည်းကက်ဘိနက်ကအဓိက ဆုံးဖြတ်တာပါဝင်ကြီးအဆင့်တွေသိเสียရမလိုပါဘူးထောက်လိုင်းရေးသတင်းဆိုရင်ပိုတောင်မှလှုပ်ဝှက်ကြတာဖြစ်တယ်အားလုံးကို ပြားကြီးတိုက်အတိပေးရင် တစုံတယောက်ဖောက်ပြန်သွားတာဒါမှမဟုတ်အေးအေးယူထုတ်ပယ်ရတဲ့အခါမျိုးမှာ သူတိထားတဲ့အရေးကြီးကိစ္စတွေကအဖွဲ့အစည်းအတွက်အန္တရာယ်ရှိတာထိခိုက်လာတာမျိုးတွေရှိတတ်ပါတယ်။ဒါကြောင့်အဆင့်အသီးသီးကိုခွဲခြားစည်းစစ်ထားတဲ့သတင်းတွေကိုပဲပေးတည်တာပါ။ဒေါ်လာဟိကာလာမှာယုံကြည်မှုနဲ့သွားကြတာဖြစ်လို့အပြန်လန်ကြောချင်းကတ်ကြရတာဖြစ်လို့အာနာယပီးတွေလောက်စည်းစစ်ဖို့တော့မလိုဘူးပေါ့။ဒါပေမဲ့တိုင်းသည့်ပြည်သည့်လူသည့်ရှင်ကြားလို့ဖို့တော့မလိုဘူးပေါ့။ အကောင်းဆုံးနမူနာတွေကမျက်စိရှိမှတင်ရှိနေပါတယ်။ AA ဘယ်လိုလုပ်နေသလဲ။ KIA ဘယ်လိုလုပ်နေသလဲ။ကြီးမားတဲ့စစ်စင်ရေးတွေနိုင်ငံရေးအချိုးအကွေ့တွေအတန်တိတ်လှုပ်သွားနိုင်တာတွေ့ကြရမှာပါ။ပြောရရင်တန်အန်းဖွဲ့ဟာမြေပြတ်တဲ့အနည်းဆုံးနေရာမှာရှိပါတယ်။စီးပွားရေးလူမှုရေးဘာသာရေးအရပတ်သက်အောင်ရှိပါတယ်။ဒါကြောင့်တော်လန်ရေးရင်ခုန်တန်ခြင်းနှိစက်တာ ဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာတော့လူမျိုးပိုကြီးတယ်။လက်နက်ကင်ပိုကြတယ်ဆိုတဲ့အဖွဲ့တွေကသူတို့ပေါ် တန်းတူသဘောမထားနိုင်တာမျိုးဖော်ပြချက်တွေရှိတာမှန်ပါပဲဒါတွေကကချင်မာချင်းမာကရင်မာနေရာအများပြားမှာတွေ့ရတဲ့လူမျိုးတွေကြားမပြေလည်မှုတွေပါပဲအဓိကအားဖြင့်လူမျိုးတွေရဲ့လူဦးရေနဲ့နိုင်ငံရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတပြေးညီမဖြစ်ခဲ့တာတွေကအခြေခံပြဿနာဖြစ်ပါတယ်ဒီကွာခြားချက်ဟာတစ်ချိန်မှာယွံနေလာတာဖြစ်တယ်အဲ့ဒီချိန်မှာစွတ်တန်းညှိပြတာမျိုးကပြေလည်မှုမရနိုင်သလိုအရင်တိုင်းလေးပဲ တမ်းမတူတဲ့ပုံစံမျိုးဆက်သွားကြဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးအပြန်လည်နားလည်မှုအတိမတ်ပြုမှုတွေနဲ့တော်လိုင်းရေးကိုပဲမျက်နှာမူပြီးတော့သွားကြရမှာပါတချို့ကຫນွေဥမှမပါပဲဘေးထွက်နေကြတာမျိုးရှိတော့ဘယ်သူကအမားလဲဆိုတာတော်လိုင်းရေးအမြင်ကိုအခြေခံပြီးပဲကြည့်ကြရမှာပါဒါကြောင့်ဘ ෝජ ုတားပုံးကြော်စကားလိုပါပဲစမတ်ကြတဲ့ခကြီးမှာအားလုံးအမြင့်ကိုပြန်တက်ဖို့လိုချင်တာလက်ရခူးစွဖို့ကြိုးစားကြရမှာ ဖြစ်ကြောင်းပါ ါကတော့ PDF insight ကနေပေါ်ပြလာတဲ့စာစုတစ်ခုကိုပြန်လည်မျှဝေပြီးတော့ဖတ်ပြတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှစ်ဖြာချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေနဲ့ဒီကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ 敖拉民族，民族你俩都对拳头吐着瓜。 Verde e abacate, me cor Yamaka, yeah, you need a good toilet.